်မင်္ဂလာပါတသားမမီလေးတို့ရေခုတစ်ခေါက်မှာတော့အိုးကောင်ကတသားမမီလေးတွေကိုဘာသာရေးနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတလေးကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်တသားမမီလေးတို့ရေတေချင်လောက်အောင်ထိဆုံးနေတဲ့ကံကိုကုသိုလ်၅မျိုးနဲ့ပြုတ်ပြင်လို့ရတယ်ဆိုတာတသားမမီလေးတို့သိပါသလားအဲ့ဒီကုသိုလ်ကံတွေရာဆိုရင်ဖြစ်ဘာတွေဖြစ်မလဲအိုးကောင်နေနဲ့တိုက်တွန်းစကားပြောရရင်တော့တေချင်လောက်အောင်ဆုံးနေတဲ့ကံကို အခုလို့ ကုသူ၅မျိုးနဲ့နေစဉ်ပြုပြင်ကြီးလိုက်လို့ရတယ်ဆိုတဲ့အကြောင်းတရားလေးကိုတာတာမိမိလေးတို့ဘ ഹു တုဒ္ဒရရှိအောင်ဥကောင်းကဖက်ပြပေးသွားမှာပဲဖြစ်ပါတယ်နော်။တေချင်လောက်အောင်ထိစုံနေတဲ့ကံကိုပြုပြင်ပြီးကုသူ၅မျိုးအဲ့ဒီကုသူ၅မျိုးကတော့၁ဒါနာ၂သီလ၃ဂုဏ်တော်၄မြတ်တာ၅ဝိပဿနာတို့ပဲဖြစ်ပါတယ်။ ဲ့ဒီကုသိုလ်ငါးမျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ဖယားမှာအတိတ်ထံပြီးနေ့စဉ်ပြုလုပ်သွားဖို့လိုပါ रे ကွယ်ဒီတော့ငါးမျိုးကုသိုလ်ဘယ်လိုပြုရမလဲနံပါတ်1ဒါနပထမဆုံးကုသိုလ်ကဒါနပါဒါနဆိုတဲ့နေရာမှာရှင်တပေါင်းကိုရှင်ပြုပေးနိုင်မှာကြောင်းကြီးတွေစောက်လို့လူတိုင်းနိုင်မှာဒါနမဟုတ်ပါဘူးအိမ်မှာရှိတဲ့ဖယားကိုရည်ချင်းကတ်လိုက်မယ်ဆိုလေဒါနဖြစ်သွားတာပါပဲကိုတမင်းချက်မဲ့ဆန်တွေက လက်တဆုပ်စာလောက်ဆံကိုနိုင်ပြီးအင်းရှိက စာကလေးတွေခူကလေးတွေကို ကျွေးမွေးတာလေဒါနဖြစ်သွားတာပါပဲအိမ်မှာမွေးထားတဲ့တရိတ်ဆန်လေးတွေကို အစားအစာကျွေးမွေးတာကိုလေဒါနရေးလို့ခေါ်တွင်ပါတယ်ကိုဝင်ကိုအားနဲ့မျှတဲ့ဒါနလေးဖြစ်နေတော့တာပေါ့ကွယ်နံပါတ်2တီလာဒုတိယကတီလာပါတီလာမှာလေလောကီထဲမှာနေတဲ့လူတယောက်အတွက်ငါးပါးတီလာလုံးကျုံအောင် စောင့်တိန်လိုက်နိုင်နေဆိုရင်ပဲတော်တော်လုံလောက်နေပါပြီတဆင့်တက်ပြီးဥပုံနေတွေမှာရှစ်ပါးသီလကိုးပါးသီလကိုစောင့်ထိန်နိုင်ရင်တော့အကောင်းဆုံးပေါ့ကွယ်သီလကိုစောင့်ရှောက်တဲ့အတွက်သီလကလည်းကိုကိုသူတတ္တိအားလျော်စွာပြန်စောင့်ရှောက်ပါလိမ့်မယ်ကွယ်နံပါတ်3ဂုံတော်တတ္တိအားကဂုံတော်ပါဂုံတော်ကိုးပါးတွေကကိုနှစ်သက်ရတပါးပါးကိုပွားလို့ရပါတယ်ကိုးပါးလုံးပွားလဲရှာပါတယ်အရန်ဂုံတော်ကို ွားများမည်ဆိုရင်အရဟံပူဇော်အထုကိုခံယူထိုက်တော်မြတ်စွာဘုရားအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံစိတ်ကိုယ်ရာအယဲ၌ပင်မကောင်းမှုကိုပြုတော်မူမူသောမြတ်စွာဘုရားရေလို့ပွားများရပါလေကွယ်အရဟံဆိုတဲ့ပါဏိလေးရေအရဟံရဲ့အနောက်ကအနက်၃မျိုးရေကပွားများဆင်ခြင်လို့တိတ်ကောင်းတဲ့ပါဏိနဲ့အနက်လေးတွေပါဂုံတော်ပွားတဲ့အတွက်ဂုံတော်က သူတတိအားလျော်စွာ ပြန်ဆောက်ရှောက်နေပါလိမ့်မယ်ကွယ်။နံပါတ်၄မြစ်တာစရုထားကမြစ်တာပါ။မြစ်တာပွားတဲ့နေရာမှာပွားနည်းတွေကတော့တိတဲ့အခြေကိုရှိပါတယ်။မြစ်တာပွားတဲ့နေရာမှာအဓိကအကျံပေးချင်တာကတော့ပထမခုပေါ်ကျေးဇူးရှိတဲ့ကျေးဇူးများတဲ့လူပုဂ္ဂိုလ်အားလုံးကိုတယောက်ချင်းကုံအောင်ပွားပါ။ပြီးရင်နှကောင်းနှက်မြက်တွေကိုးဆောင်နဲ့အိမ်ဆောင်နဲ့ကစပြီးလဲမြို့နေမြို့ နိုင်ငံကိုစောက်ရှောက်နေကြသောနှကောင်းနှမျက်တွေအလုံးကိုဆင်းရဲစိတ်ဆင်းရဲခဲ့ပါစေအစာစာအယားယားအဆင်ပြေပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါဒါကိုမေတ္တာပွားနည်းလို့ဆုလိုခြင်းဖြစ်ပါတယ်နံပါတ်5ဝိပဿနာနောက်ဆုံးကဝိပဿနာပါဝိပဿနာကတော့ကိုအားထုတ်ဖို့ရာကိုတန်ရာတန်ရာကိုအာစရိယဝါဒအတိုင်းမှတ်ယူလို့ရပါတယ်မြေတိတရားစကံမြေတိအာစရိယဝါဒများ တင်ကြားထားခြင်းမရှိသူများအဖို့အစာပိုင်းတွင်တင်ပလင်ခွေထားပေလက်ပေါ်ညာလဲထက်တဲ့ခါလေပင်ဥကောင်းကိုမမတ်ထားအသက်ကိုပုံမှန်ရှုလျက်ဝင်လေဝင်လာလျင်ဝင်လာသည်ဟုသိပေထွက်လေထွက်သွားလျင်ထွက်သွားသည်ဟုအသိပေးခြင်းဖြင့်မိမိစိတ်ကိုထူထူနှာသီးဝသို့သာစူးစိုက်ရောက်ရှိစေရန်ပဏာမလေးချင်ကြလျက်ခုနှစ်ရက်စကန်၁၀ရက်စကန်စသည်တို့ကိုဝင်ရောက်နိုင်ရင် တိုး၍ကြိုးစားခြင်းဖြင့်ဝိပဿနာပွားများလို့ရပါတယ်ကွယ်။တသားမိမိလေးတို့ရေတေချာရှင်းလင်းအောင်ဦးကောင်းကထပ်ပြီးရှင်းပြပါမယ်။ကုသူ၅မျိုးရဲ့တဏိတာကိုတသားမိမိလေးတို့စိတ်ကူးနေပဲကုသူ၅မျိုးကိုစမ်းကြည့်ရအောင်ပါလား။ကဲမျက်စိလေးမိတ်ပြီးကုသူ၅မျိုးကိုဦးကောင်းနဲ့အတူတူစမ်းကြည့်ကြမယ်နော်။မနဲ့အိယာထားတော့အခါမနဲ့အိယာကထတာနဲ့ကိုလည်းတန့်စင်ပြီးမိသားစုကိစ္စတွေကိုဘာမှမလုပ်နဲ့အောင် ဖယားကန်းကိုအရင်သွားပါဖယားတောက်တော်ရည်ကိုအရင်ကပ်ပါကပ်ပြီးရင်ငါးပါးတီလာကိုခဲယူပါအဲ့ဒါပြီးရင်ဂုံတော်ကို9မိနစ်မြက်တာကို9မိနစ်ပွားပါပြီးရင်ဝိပဿနာ9မိနစ်ပွားများပါအင်မတန်နေပါတဲ့15မိနစ်အချိန်လောက်တော့တတမီမီလေးတို့လုံးနိုင်လောက်မယ်ထင်ပါတယ်9မိနစ်ဆိုဒီမှာအနည်းဆုံးပြည့်ရခြင်းကိုဆိုလိုခြင်းဖြစ်ပြီးအားလုံးရဲ့ခွန်အားအလိုက်တရာတရာအလိုက်10မိနစ်စီနိုင်ဝတ်စီ တနာ ਈ စီစသည်ဖြင့်အတိတ်တံပြူလို့ရပါတယ်အဲ့ရထပြီးနိုင်ဝက်တနာ ਈ အတွင်းမှာပဲကုသူငါးမျိုးကရှားနေပါပြီအဲ့ဒီကုသူငါးမျိုးပြုပြင်ပြီးမှမိသားစုကိစ္စကုကိစ္စဝေယံဝိစာတွေကို ပြုလို့ရင်အင်မတန်မှစိတ်ကြည်နဲ့ချမ်းသာရရစီပါလေကွယ်နေ့လေရောက်တော့အခါအဲ့ဒီလိုနဲ့မနေ့စာစားပြီးတဲ့အခါဆယ်လက်တဆုပ်စာယူပြီးချိန်ရှိမှငှက်ကလေးတွေအတွက်ပက်ကျွေးလိုက်ပါအောင်ကျွေးပြီးတော့ရင်အစ်စ်အနေနဲ့ဒီနေ့မနေ့ပြုပြစ်ခဲ့တဲ့ ကုသိုလ်၅မျိုးကိုလည်းအမျှဝေပေးပါအမျှအမျှအမျှယူတော်မူကြပါတာဓုတာဓုတာဓုတူကဲ့သို့ဆိုပြီးနှကောင်းနှမျက်နဲ့တကွာဝိနည်းအပေါင်းကို အမျှပေးဝေလိုက်ပါကွယ်ညရောက်တဲ့အခါမှာလဲကိုလည်းတန့်စင်ပြီးဖျားခဲကိုယင်သွားရမယ်နော်ဖျားတောက်တော်ကြီးကိုအရင်ကပ်ပါကပ်ပြီးရင်ငါးမသီလခဲယူပါအဲ့ဒါပြီးရင်ဂုံတော်ကို၅မိနစ်မြစ်တာကို၅မိနစ်ပွားပါပြီးရင် ဝိပဿနာ5မိနစ်ပွားများပါအင်မတန်နေပါတဲ့15မိနစ်အချိန်လောက်တော့တာတာမီမီလေးတို့လည်းထပ်ပြီးတော့လုံနေလောက်မယ်ထင်ပါတယ်5မိနစ်ဆိုဒီမှာအလေးဆုံးပြုရခြင်းကိုဆုံလုပ်ခြင်းဖြစ်ပြီးတာတာမီမီတို့ရဲ့ခွန်အားအလိုက်တရားတရားအလိုက်10မိနစ်စီနာယီဝက်စီတနာယီစီစသည်ဖြင့်ထပ်တိုးပြီးတော့အထိတ်တင်ပြုလို့လည်းရတယ်နော်ဒါရီကိုလုံခြင်းအဖြစ်တာတာမီမီလေးတို့ရဲ့တဏိတာကိုငြိမ်းချမ်းတာမို့နေစဉ်ပြုအပ်ပါဒီအတိုင်းသာ တတမီမီလီတို့နေစဉ်ပြုတ်လုသွားမယ်ဆိုရင်တတမီမီလီတို့ရဲ့ဘဝမှာစူးနေတဲ့ကံဟာတောင်းပန်ပြီးထွက်သွားရမှာပါဒါပေမဲ့ဒီကုသူအကျိုးကျေးဇူးဟာဒီနေ့လို့မနှက်ပြန်ဖြစ်ဆိုတဲ့ပုံစံမျိုးတော့ဘယ်ဖြစ်နိုင်ပါလဲတလတန်ဒီတနှစ်တန်ဒီတော့ဆွဲလို့ရပါမယ်ရမပြတ်အောင်လဲဖျားအရှိမအတိတ်တန်ပြွ့၍လို့ရပါမယ်ကွယ်အကုသူဆိုတဲ့အင်အားကကြီးလို့နေရင်တော့ ချက်ချင်းကြီးရနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ကုသိုလ်အင်အားကောင်းလာတာနဲ့အမျှကုသိုလ်အင်အားကိုကြည့်ပြီးကန်ဆိုးခြင်းတွေကလင့်ပြေးသွားမှာအတိအကျပါပဲ။ဒါကကန်ဆိုးနေတဲ့သူတွေကိုပြောတာပါနော်။ကန်ကောင်းနေတဲ့သူတွေအတွက်လည်းအမြဲတမ်းကန်ကောင်းနေအောင်ကုသိုလ်၅မျိုးနဲ့အမြဲပြုစုစောင့်ရှောက်နေတင်ပါတယ်။ဒီကုသိုလ်၅မျိုးနဲ့ကန်ကောင်းအောင်လုပ်နေတဲ့အတွက်ဒုတိယဘဝတတိယဘဝစသည်တွေမှာလည်းဆက်ပြီးကန်ကောင်းနေအောင်ပါပါ။ဒုက္ခကြုံရင်တစ္ဆာဆို ဒီကုသူငါမျိုးကိုကံကောင်းခြင်းကံဆိုးခြင်းကြောင့်မဟုတ်ဘဲနေ့စဉ်ဝတ်တခုအနေနဲ့ပြုရပါမယ်နော်တသားမမီးလေးတို့ရေအဲ့ဒီလိုပြုနေစဉ်အတွင်းမှာပဲဘဝအခက်ခဲတခုကြုံလာမယ်ဒါဆိုကိုပြုတဲ့ကုသူငါမျိုးကို နေ့စဉ်အမျှပေးဝင်နေတဲ့နှကောင်းနှမျက်တွေကိုတိုက်တယ်ပြီးတစ္ဆာဆိုလို့ရပါတယ်ကဲတစ္ဆာလိုက်ဆိုကြည့်အောင်ကျွန်ုပ်ဒီကုသူငါမျိုးကိုနေ့စဉ်ပြုပြီးနှကောင်းနှမျက်များကိုလည်းနေ့စဉ်အမျှပေးဝေခဲ့ပါတယ် ဤသစ္စာစကားမှန်ကန်ပါကယခုကြုံတွေ့နေရသောအခက်အခဲများပြေပြောက်ပါစေတည်း။နှကောင်းနှင်းမြတ်တို့ကကုညီမစားတော်မူပါစသည်ဖြင့်လူရာစုကိုတောင်းခြင်းဖြင့်အံ့ပေါ်ရပြေဝခြင်းအကျိုးကို ရရှိစေပါလိမ့်မယ်နော်။တန်တရာကပင်ချွတ်နိုင်ရင်ကုသူငါမျိုးတွေမှာဝိပဿနာလဲပါနေတော့တရားမှတ်ရင်ပါရမီပါခဲ့ရင်တမတ်တဖို့မှသည်လေးမှတ်လေးဖို့အထိတရားတို့တရားမြတ်ရှားသွားပြီး တန်တရားဝိကကျစ်သွားနိုင်ပါသေးတယ်။ကဲဦးကောင်းရဲ့မသားဘွေဟာကုသူ၅မျိုးကိုတော့တတမမီလေးတို့တည်သွားတော့ပြီးထင်ပါရဲ့။ကံနဲ့ပတ်သက်လို့တေချင်လောက်ဆိုးနေပါစေဒီကုသူ၅မျိုးနဲ့သာနေစဉ်ပြုပြင်ကြည့်လိုက်ပါ။မကြခင်ကံကောင်းခြင်းတွေရောက်ရှိလာပါလိမ့်မယ်။နေ့တစ်နေ့တာရဲ့အစာကိုကုသူ၅မျိုးနဲ့စလိုက်တာဘလောက်တောင်ချက်တည်ရှိသွားလိုက်လေကွယ်။ဒီအကြောင်းအရာလေးကိုနားထောင်ပြီးခင်ကြတဲ့ သာမီမီလေးတို့တယောက်ချင်းစီတိုင်းကိုဦးကောင်းကကျေးဇူးတင်ပါတယ်နော်။နောက်တစ်ခေါက်မှလည်းဦးကောင်းကဘလို့ဘိုးတူတာရရှိတဲ့တရားသဘောလေးတွေကိုညဝေပေးသွားအောင်မလဲဆိုတာသာသာမီမီလေးတို့ကဦးကောင်းရဲ့ YouTube Channel လေးကို Like Subscribe လုပ်ပေးရင်းနဲ့စောင့်မျှော်ပြီးတော့အားပေးကြပါအောင်။နောက်တစ်ခေါက်မှဦးကောင်းတို့ပြန်ဆောင်ကြမယ်နော်။တတား